မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးပြင်အား9.3ဖြင့်လှုပ်ခတ်သွားခဲ့တဲ့မြင်ကလင်ကြောင့်ချက်တချက်ရက်ကွက်မှာရှိတဲ့ဆောက်လက်ဆအထက်မြင့်တိုက်ပြိုကျသွားခဲ့ရပြီးလက်ရှိမှာတေဆုံးသူ68ဦးထိရှိလာနေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါဗျာ။အဲ့ဒီအဆောက်အဦလုပ်ငန်းခွင်တွေထဲမှာမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင်ထိုင်းနိုင်ငံနဲ့အခြားနိုင်ငံသားအများအပြားပါအလုပ်လုပ်ကင်နေကြတဲ့နေရာဖြစ်ပြီးတော့လူဦးရေဘလောက်ထိလုပ်ကင်နေတယ်ဆိုတဲ့စီးရင်တွေကိုတော့မသိရသေးဘူးလို့လည်းဆိုပါတယ်။ ဝန်ကြီးချုပ်ပေထုံနန်ကလည်းလက်ရှိမြင်းကလင်လုတ်ခတ်ပြီးနောက်ပိုင်းမှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ကိုအရေးပေါ်အေရိယာအဖြစ်ကျင်ညာဖို့ဝန်ကြီးဌာနတွေကိုညွှန်ကြားလိုက်ပြီးထိုင်းနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေအဖြစ်မှတ်ယူဖို့ကိုဝန်ကြီးကတတိပေးလိုက်ပါတယ်။ထိုင်းမိုးလေဝသဌာနကငလျင်ကြီးလှုပ်ပြီးနောက်နောက်ဆက်တွဲ after shot ငလျင်ဟာဒေတာစံတော်ချိန်မိုးလွယ်3နာရီအထိဆက်လက်လှုပ်ခတ်နိုင်သေးတာကြောင့်ရုံးတွေအဆောက်အုံတွေထဲပြန်မဝင်သေးပဲလမ်းတွေပေါ်မှာဘေးလွယာနေရာတွေမှာရှာဖွေနိုင်ကြဖို့ကိုလည်း တတိပေထုတ်ပြန်ထားပါတယ်ခင်ဗျာ